ဦးတန်းရွှေလက်ထက်မှာကျွန်တော်နှစ်နိုင်ငံရဲ့ဆက်စပ်ရေးတွေကတိုးမြင့်လာခဲ့ပါတယ်တိုးမြင့်လာခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒါအမြင့်ဆုံးအခြေအနေဖော်ပြမယ်ဆိုရင်တော့2000တခုနှစ်မှာမြောက်ကိုရီးယားရဲ့ဒီနိုင်ငံသားရေးဒုဝန်ကြီးမြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်အဲ့မှာကျွန်တော်ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့တည်တင်းတွေကိုအမြင့်တဲ့ relationship လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့မြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားဒါတာမကြီးခန့်ဖို့အတွက်သဘောတူလိုက်တဲ့အချင်းတွေပါ။ တော့မြန်မာနဲ့မြောက်ကိုရီးယားရဲ့ဒီနှစ်နိုင်ငံတာဝန်မှာဆက်ဆံမှုတွေကအတက်ကြတယ်ကျမ်းပါလေအတက်ကြတယ်ကျမ်းတယ်ကျွန်တော်ဆက်ဆံရေးကောင်းခဲ့တဲ့အချိန်ရှိရဲ့ဆက်ဆံရေးကျွန်တော်တို့ပြတ်တောက်သွားတဲ့အချိန်ရှိတယ်အဲမြန်မာနဲ့မြောက်ကိုရီးယားရဲ့ဒီတာဝန်တာငင်းတမန်ကင်ကကျွန်တော်တို့အတက်ကြရှိတယ်လို့ပြောမှာဖြစ်ပါတယ်ဆွန်လာ၁၉ရက်နေ့ကနိုင်ငံပိုင်သတင်းစာကနေပြီးတော့ဒီသူတို့ဖော်ပြတာတွေ့ရပါတယ်။အဲဒါကမြန်မာနိုင်ငံဆိုင်ရာအထူးအာဏာလွှတ်အခြင်းခံခဲ့ရသောကိုရီးယားဒီမိုကရက်ဒီမိုကရက်တစ်ပြည်သူ့တမရနိုင်ငံတမ်မဲကြီးပြည်ခန့်ရန်သဘောတူညီဖြစ်ကြောင်းဖော်ပြလာပါတယ်။ဒါကကျွန်တော်တို့ ဒါကကျွန်တော်တို့ဒီနိုင်ငံပိုင်မီဒီယာရဲ့ဖော်ပြချက်ပါနောက်ကိုရီးယားတန်ယုံကတော့ဒီရန်ကုန်မြို့မှာခြေဆိုင်ပါတယ်ခမ်းမဲ့ခမ်းမဲ့ကျွန်တော်တို့ဒီတန်မကြီးရဲ့ဒီအချက်လက်တွေကိုလည်းဒီနိုင်ငံပိုင်မီဒီယာကနေပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်အဲ့မှာသူရဲ့ဒီတန်မကြီးဖြစ်တဲ့သူကမစ္စတာကင်ချုံဤဖြစ်ပါတယ်သူက1963ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမွေးပါတယ်သူအနေနဲ့1984ခုနှစ်မှာကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနိုင်ငံကဆက်ဆက်ရေးတက္ကသိုလ်မှာ၎င်းနဲ့1989ခုနှစ်ပါကစ္စတန် ါကစ္စတန်နိုင်ငံမှာဒီခစ်သက်ဘာသာရေးခစ်သက်ဘာသာစကားဆိုင်ရာအမျိုးသားတောက်တူမှာဘွဲရပါတယ်တဲ့ပြီးရင်ကျွန်တော်တို့မစ္စတာကေချုံဤက1989ခုနှစ်မှာဒီမိုအဲမြောက်ကိုရီးယားနိုင်ငံပေါ့ဗျာမြောက်ကိုရီးယားနိုင်ငံရဲ့နိုင်ငံသားရေးဌာနအာရှအရာဌာနမှာအရာရှိပြည်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးရင်ကျွန်တော်အစစ်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 တက်လာတယ်ပေါ့ဗျာအဲ့တော့ဒါသူ့ရဲ့ဗျာကျွန်တော်တို့ကကိုယ့်ရဲ့အချက်လက်ပေါ့ဗျာရှိပါတယ်ဒါကျွန်တော်တို့စသဖြင့်နောက်ဆုံးအခြေအနေကိုပြောမယ်ဆိုရင်သူကသူကကျွန်တော်တို့ 2014ကနေပြီးတော့2018ခုနှစ်ထိဒီပါကစ္စတန်နိုင်ငံမှာဒီမြောက်ကိုရီးယားရဲ့ဒီတန်မြောက်ကိုရီးယားရဲ့ဒီတန်မှုဖြစ်တောင်းထမ်းဆောင်ခဲ့တယ်။ပြီးကျွန်2018ကနေပြီးတော့2020ပြည်နှစ်ထိနိုင်ငံခြားရေးဝန်ကြီးဌာနမူဝါဒရေးရာဌာနမှာအကြီးတန်းအရာရှိဖြစ်တောင်းထမ်းဆောင်ခဲ့ပါလေတဲ့။ပြီးတော့ကျွန်တော်2020ပြည်နှစ်မှာ2022ခုနှစ်ထိနိုင်ငံခြားရေးဝန်ကြီးနိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာဌာနနှစ်မှာအကြီးတန်းအရာရှိဖြစ်တောင်းထမ်းဆောင်ခဲ့ပါလေတဲ့။2022ခုနှစ်ကနေပြီးတော့ဒီယနေ့ထိနိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာနှစ်မှာ ဒုတိယညွှန်ကြားမှုတောင်းထမ်းဆောင်ပါလေတဲ့သူမှတော့ကျွန်တော်တို့ဒီဒါဇနီးနဲ့ဒီသားသမီးနှစ်ယောက်ရှိလို့ဖော်ပြထားပါတယ်ဒါကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတာမတ်ကြီးပဲတောင်းထမ်းဆောင်မယ်ဒါမြောက်ကိုရီးယားရဲ့ဒီမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတာမတ်ကြီးရဲ့ကျွန်တော်ကိုရေးခြင်းပါအဲ့ဒီမှာကျွန်တော်တို့စိတ်ဝင်စားရဲဆိုရင်ဒါကျွန်တော်တို့အဲဒါ MY နေပြီးတော့လည်းဝင်ဖတ်လို့ရတယ် MY ကနေလည်းကျွန်တော်ဝင်ဖတ်လို့ရပါတယ်အိမ်မှာသူအချက်လက်တွေကိုကျွန်တော်တို့ဖော်ပြထားတွေ့ရပါတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်မယ်ဒီ မြောက်ကိုရီးယားတမ္ပတ်ကြီးရဲ့ကိုရဲ့အချင်းအချက်လက်ချို့ပါအဲ့တော့မြန်မာနယ်မြောက်ကိုရီးယားကကျွန်တော်တန်တမဆက်ဆက်ရင်က1985ခုနှစ်မှာစတင်ခဲ့ပါတယ်1989ခုနှစ်မှာစတင်ခဲ့တာကကျွန်တော်1985ခုနှစ်မှာစတင်ခဲ့တယ်1989ခုနှစ်မှာဒီတမရကြီးဥနေဝင်မြောက်ကိုရီးယားကိုအလဲပတ်သွားခဲ့တယ်လို့ကျွန်တော်နိုင်ငံတကာသတင်းမှာဖော်ပြထားဖော်ပြထားတယ်လို့မှတ်တမ်းတွေမှာလည်းဖော်ပြထားပါတယ် 1980ကာလမှာကျွန်တော်တို့ဒီလမ်းစဉ်ပါတီလူငယ်တွေကမြောက်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့အလို့သမားညီလာခံကိုတောက်တက်ခဲ့ပါတယ်။အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒါဥနေဝင်လက်ထက်မှာမြောက်ကိုရီးယားနဲ့မြန်မာနိုင်ငံရဲ့ဒီဆက်ဆံရေးကကောင်းတယ်လို့ကျွန်တော်နားလည်ရပါတယ်။ပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီနှစ်နိုင်ငံဆက်ဆံရေးပြန်ပြီးပြည့်စည်သွားခဲ့တာက1983ခုနှစ်အော်တိုဘာလ9ရက်နေ့မှာဒီတောက်ကိုရီးယားရဲ့ဒီနိုင်ငံနိုင်ငံတမနာအဆင့်ခေါင်းဆောင်နေတဲ့သူရဲ့ဒီတန်တမန်အကြီးကြီးတွေမြန်မာနိုင်ငံကိုလာပြီးတော့လာခဲ့ကြပါတယ်။လာပြီးတော့ကျွန်တော်တို့အော်တိုဘာလ9ရက်နေ့နေ့ပိုင်းမှာကျွန်တော်တို့ဒီရန်ကုန်မြို့ရွှေဘုံစီကျော်ရဲ့ဘေးမှာရှိတဲ့ ီရွှေတကုံရဲ့ဘေးဇေကျော်ရဲ့ဘေးမှာရှိအာဇာနီကိုအာဇာနီဘိမ့်မှာပေါ့ဗျအာဇာနီကုန်းပေါ့အာဇာနီကုန်းမှာကျွန်တော်ဒီလွမ်းသူပန်းကွေလာချဖို့လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒါဟိုဒီတောင်ကိုမြောက်ကိုရီးယားအဖွဲ့တွေပေါ့မြောက်ကိုရီးယားရဲ့ဒီ agent တွေ agent တွေကကျွန်တော်တို့ဘုံခွဲပါတယ်ဘုံခွဲတော့ကျွန်တော်တို့ဒါတောင်ကိုရီးယားတန်တမာဘတ်ချန်ကလည်းကျွန်တော်တို့ဒီသူရဲ့သူ့နိုင်ငံသားတွေအဲတည်ဆုံးသွားတယ်လို့ပဲမြန်မာနိုင်ငံဘက်ကလည်းလုံခြုံတဖို့ဝင်နေပြည်သူတွေတည်ဆုံးခဲ့တာရှိပါတယ်ပြည်သူတွေဆိုတော့မှကျွန်တော်အဲ့မှာသတင်းတော့တွေပါပါပါတယ်တည်ဆုံးခဲ့တာရှိပါတယ် နောက်ပိုင်းမှာကျွန်တော်တို့ဒီကျူးလွန်သူတွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့ဒါကကျွန်တော်1983ခုနှစ်အော်တိုဘာလ9ရက်နေ့မှာကျွန်တော်တို့ဖြစ်ခဲ့ပါတယ်အဓိကတော့အာဇာအာဇာနီကောမှာကာရောပြုဖို့ဒါတောင်ကိုရီးယားရဲ့ခီးစင်မှာတောင်ကိုရီးယားသမရနဲ့သူရဲ့အစင်မြတ်တမတာတမန်ရဲ့ခီးစင်မှာကျွန်တော်တို့ဖြစ်ပေါ်ခဲ့တဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီနှစ်နိုင်ငံရဲ့အဲ့ဒါနဲ့ဆက်ဆက်ရေးကကျွန်တော်တို့တော်တော်လေးတော်တော်လေးကိုကျွန်တော်ပြတ်တောက်သွားခဲ့ပါတယ်တော်တော်လေးပြတ်တောက်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီဘူဂျုံမူကြီး ဦးတန်းရွှေလက်ထက်မှာကျွန်တော်နှစ်နိုင်ငံရဲ့ဆက်စပ်ရေးတွေကတိုးမြင့်လာခဲ့ပါတယ်တိုးမြင့်လာခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒါအမြင့်ဆုံးအခြေအနေဖော်ပြမယ်ဆိုရင်တော့2000တခုနှစ်မှာမြောက်ကိုရီးယားရဲ့ဒီနိုင်ငံသားရေးဒုဝန်ကြီးမြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်အဲ့မှာကျွန်တော်တို့ Google မှာရှာကြည့်လိုက်ပါရွှေဘုံဖျားတော်ကိုကျွန်တော်တို့ဖူးခဲ့တဲ့အနေအထားတွေတွေ့ခဲ့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီဆက်ဆက်ရင်းနဲ့အဲ့ချိန်တော့တော်တော်လေးကောင်းခဲ့တယ်ဗျပြန်ပြီးတော့ကောင်းခဲ့တယ်ဗောလေကောင်းခဲ့တာကကျွန်တော်တို့ဒီဥဒိစေအစိုးရလက်ထက်ထိကျွန်တော်တို့ဒီဆက်ဆက်ရင်းတွေရှိခဲ့ပါတယ် ရှိခဲ့ပါဦးသိစေအစိုးရရဲ့ရှေ့ရှေ့ကြီးပေါ့ဗျာဒီအရသာအစိုးရမတိုင်ခင်ကြီးရှိခဲ့ပါလားဦးသိစေအစိုးရလက်ထက်မှာလည်းကျွန်တော်တို့နိုင်ငံရဲ့ဆက်ဆံရေးတွေကတော်တော်ငြိမ်းချမ်းတော်လည်းပဲဒီဆက်ဆံရေးတွေနိုင်ငံဆက်ဆံရေးတွေကကျွန်တော်တို့ရှိခဲ့ပါလားတိုးတော်လည်းပဲကျွန်တော်တို့ဒီ2019ခုနှစ်မှာ2019ခုနှစ် NLD အစိုးရလက်ထက်မှာတော့ဒီကုလလုံခြုံရေးကောင်စီရဲ့အရေးမူနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီကိုရီးမြောက်ကိုရီးယားတာမတ်ကိုတာမတ်ကို NLD အစိုးရကနေပြီးတော့ဒီ နှင်ထုတ်လိုက်တဲ့အခြေအနေတွေရှိခဲ့ပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့ဒီမြန်မာနဲ့ဒီမြောက်ကိုရီးယားရဲ့နှစ်နိုင်ငံတန်တမာဆက်ဆံရေးကပြန်ပြီးတော့ဆိုးရွားတဲ့အခြေအနေကိုပြန်အောင်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့လက်ရှိဒီ2021ကာလနောက်ပိုင်းမှာဒါမြောက်ကိုရီးယားမြန်မာမြန်မာနိုင်ငံရဲ့တန်တမာဆက်ဆံရေးကပြန်ပြီးတော့ကျွန်တော်တို့နှွေထွေလာခဲ့တယ်နှွေထွေလာခဲ့ပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ဒါလက်ရှိလက်ရှိဒါမြောက်ကိုရီးယားအစိုးရကလည်းဒါမြန်မာနိုင်ငံမှာမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတမတ်တမတ်ကြီးပြန်ပြီးတော့ခံဖို့ဖြစ်လာတာပါအဲ့တော့မြန်မာနဲ့မြောက်ကိုရီးယားရဲ့ကျွန်တော်တို့ဒီ ဒီဒီနှစ်နိုင်ငံရဲ့ဒီဆက်ဆံရေးမှာဆိုအဓိကကတော့ကျွန်တော်တို့ဒီစစ်ဘက်ပူးပေါင်းဆောင်မှုတွေရှိတယ်လို့ဒီနိုင်ငံတကာသတင်းတော်များတွေနိုင်ငံတကာသတင်းတွေမှာလည်းကျွန်တော်ဖော်ပြတွေ့ရပါတယ်ကျွန်တော်ရဲ့ကိုးကားချက်ကနိုင်ငံတကာသတင်းတွေမှာဖော်ပြထားတဲ့အခြေအနေကိုကျွန်တော်တို့ပြန်ပြီးတော့ကိုးကားထားခြင်းဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီမြောက်ကိုရီးယားနဲ့မြန်မာနိုင်ငံရဲ့တန်တမာဆက်ဆံရေးအတက်အကျနဲ့ကျွန်တော်တို့အခြေအနေကိုဒါတင်ပြပေးတာဖြစ်ပါတယ်